အားလုံးပဲမင်္ဂလာပါ ရေဝရှင်းလေးမှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ April 12ရက်နေ့ဒီနေ့မှာကျွန်တော်နဲ့ကျွန်တော်မိဘပြည်သူတွေမေခွဲဆုံးဖြတ်ရမယ်နေ့ရပါဆိုတော့လက်ရှိအချိန်မှာတော့အမေတို့တောင်ဆန်းစွတ်ကြည်အတွက်လူငယ်ချမ်းသာခွင့်ကျင်ညာချက်ကဝကူလတမကက ထုတ်ပြန်ကြီးညာပေးလိုက်ပါတယ်ဆိုတော့ အဲ့ဒီမှာကျွန်တော်တို့အထူးတူမဲခွဲပြီးတော့စုပ်ပြတ်ကြပါမယ်ကုလသမဂ္ဂကတော့လူကြီးချမ်းသာကြီးညာချက်ကိုတော့ထုတ်ပြန်လိုက်ပြီမေယိုဒေါဇန်စွတ်တီနဲ့သမရကြီးကိုဖန်စီအချင်းချထားတဲ့အကျန်းဖတ်ဖတ်စစ်ကောင်တွေကရောလူကြီးချမ်းသာဝင်ပေးပါမလားဆိုတဲ့အကြောင်းကြီးကျွန်တော်တို့အတူတူဆွေးနွေးကြမယ်ဗျာနောက်ထပ်ဒင်းတစ်ခုကတော့အမေကျူလို့ခေါ်ရင် သူ့ရဲ့တမီခင်တီတတ်မုံကိုပါ အလကားပေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်သူ့အမေကျူလို့ခေါ်ဖို့ပဲလိုတာပါဆိုတော့ဒီနေ့တင်ပြမယ့်အကြောင်းအရာတွေကျွန်တော်လည်းကျွန်တော်မိပါတယ်အတူတူစွနေရင်းနဲ့အရှိကိုဆက်ရမယ့်ပုံစံလေးမျိုးကျွန်တော်ရဲ့ဗီဒီယိုကိုစုံကြည့်ဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းကိုတေးစားဖိတ်ခေါ်လိုက်ပါတယ် ဟုတ်ပါတယ်ကုလသမဂ္ဂရဲ့လူငင်းချမ်းသာခွင့်ကြီးညာချက်ကိုအကျံဖတ်အုပ်စုမာလာနဲ့အပေါင်းပါတတိုက်လိုက်နာမာလာဆိုတဲ့မိကုန်းကတော့ပထမဦးဆုံးကျွန်တော်တို့ဖြည့်ကြည့်ရမှာဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေရင်လည်းဗီဒီယိုကွန်မန့်မှာမိကုန်းတော်စန်းစွတ်ကြည့် ကိုကုလကမငင်းချမ်းသာခွင့်ပြညာပြီးတဲ့နောက်ပိုင်းအကြမ်းဖက်စစ်ခွေးရထပ်ပြီးတော့ဖန်ထားအောင်မှာလာထပ်ပြီးတော့အချုပ်အနှောင်နေကြားရဲမှာပဲထားမှာလာဆိုတာတွေကိုကျွန်တော်တို့အတူတူဖြေရှားကြည့်ရအောင်ပါဟုတ်ကဲ့ပါနှုတ်ငင်းချမ်းယေရှုရှင်မေဩတော်ဆန်းစွကြည်နဲ့တမရဦးဝင်းမြင့်ပါဝင်2021က အာနာသိမ့်တဲ့ကဖန်းစီထိမ့်သိမ့်ခံရတယ်အကျဉ်းသားတွေအားလုံးကိုလူငင်းချမ်းသာခွင့်ပေးဖို့အတွက်ကုလသမဂ္ဂကဧပြီလ17ရက်နေ့မှာကြီးညာချက်ထုတ်ပြန်လိုက်ပါတယ်ဆိုတော့မေတော်စွစွကြည်အတွက်ကျွန်ရဲ့ညီကိုမောင်မတွေဘလောက်တိဆိုရင်ပူပန်နေကြလဲဆိုတာကို ဒါအနိကက်ဆုံးငလင်လှုပ်တဲ့အချိန်မှာကျွန်တော်တို့ပို့ပြီးတော့ခန်းစားတွေ့မြင်ခဲ့ရပါတယ်။ဆိုတော့နေပြီးတော့မှလည်းပဲငလင်ရဲ့ပြင်းထန်တဲ့ရိုက်ခတ်မှုတွေကြားစေုံချုပ်လိုနေရာမျိုးတော်မှပြုတ်ကျသွားတဲ့အခါမှာအမေအိုအခြေအနေကိုကျွန်တော်တို့အတင်းတွေအဆောင်တော့နေကြတာပါ။ဆိုတော့ငလင်လှုပ်ခတ်တဲ့အခြေအနေကိုမေအိုဒေါ်ဆန်းစွတ်ကြည့်ကိုနိုင်လဲခန်းစားခဲ့ရပါတယ်။မူးဝေသွားတာကို မူးမူးဝေသွားတာတွေလည်းရှိခဲ့တယ်လို့သူစီကပြန်လဲကြားသိခဲ့ပါတယ်ထပ်မံပြီးတော့လည်းအခုချိန်ထိကျမ်းမာချမ်းသာစွာနဲ့ရှိနေစေဖြစ်တဲ့အကြောင်းကိုလည်းမနေ့ကဗီဒီယိုမှာကျွန်တော်ထုတ်ပြန်ကြီးညာခဲ့ပြီးပါပြီဆိုတော့အမေကနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲထပ်မံပြီးတော့ကျွန်တော်တို့ကုလသမဂ္ဂရဲ့ထုတ်ပြန်ကြီးညာချက်တကယ်ရောဖြစ်လာပါမလား ကျွန်တော်နိုင်ငံအတွင်းမှာနိုင်ငံတော်အတိုင်းအကံကောင်စီဒေါန်ဆန်းစွတ်ကြီးပြီးတော့နိုင်ငံတော်သမ္မတကြီးနဲ့ကျွန်တော်တို့အစိုးရတရက်လုံးကိုအပြစ်မဲ့ဖမ်းဆီးပြီးတော့ယနေ့အချိန်ထိချုပ်နှောင်ထားဆဲဒါဟုတ်ဒါအတွက်ကျွန်တော်တို့ပြည်သူတွေအယံကိုစင်ကောင်းဖြစ်ရတယ်ပြီးတော့ဒေါန်ဆန်းစွတ်ကြီးရဲ့အသက်ကလည်းတော်တော်လေးကြီးနေပါပြီဆိုတော့ဒီအသက်ရွယ်နဲ့မလိုက်ဖတ်အောင် ဒီနေ့အချိန်ကြီးအချင်းချခံတည်ရတဲ့အခြေအနေမှာသူ့ရဲ့ကျမ်းမာရေးဘယ်ချိန်မှာဘလို့ဖြစ်နိုင်လဲဆိုတာကိုဘသူမှကြိုတင်ခံမလို့မရပါဘူး။အရင်ချိန်ငယ်စဉ်နုနယ်တဲ့အချိန်တွေမှာခရေကဒီနေ့အချိန်ကြီးကျွန်တော်တို့ဒါမတမာသူလူရုပ်မာတွေရဲ့အာနာရှင်ဆန်ဆန်တပေါင်းများစွာအချင်းချခဲ့အချင်းချခံရရတဲ့ ဒေါန်ဆန်းစွတ်ကြည့်အခြေအနေဟာယနေ့သူ့ရဲ့အသက်အရွယ်နဲ့တကယ့်ကိုမလိုက်ဖတ်တဲ့ဟာကိုလည်းကျွန်တော်ရဲ့မိဘပြည်သူတွေစိုးရင်หนีကြရပါတယ်ကျွန်တော်လည်းအရန်ကိုစိုးရင်ပါတယ်ဟုတ်ကဲ့ပါကလတ်တံကအဖွဲ့စည်းကတော့ကျညာချက်ထုတ်ပြန်လိုက်ပြီအဲ့ဒီပေါ်မှာဟိုဘက်ကကောင်းနေကြတော့လိုက်နာမလားမလိုက်နာဘူးလားဆိုတော့ စောင့်ကြည့်ရမယ်ဆိုတာထက်ကျွန်တော်ရဲ့ဖီလ်ကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘတွေစီမှာဒါအဖြေရှိနေတော့ပြီလို့တော့ကျွန်တော်ညွှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါငလင်ကြောင့်လူပေါင်း306ယောက်တော့တည်ဆုံးပြီးတော့ငါတော့78ဦးတန်းရရှိခဲ့တယ်ပြီးတော့ပျောက်ဆုံးနေတဲ့လူဦးရေပေါင်း145ဦးပျောက်ဆုံးနေတဲ့အချိန်မှာအပြစ်ခတ်ရစဲရေးကိုချိုးဖောက်ပြီးတော့ မြန်မာနိုင်ငံတွန်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေနဲ့တော်လိုင်းရေးအင်အားစုတွေထိမ့်ချုပ်ထားတဲ့နေမြေတွေကမလင်းဒဏ်ခံစေခံစားနေရတဲ့ငလီဘေးသင့်နေတဲ့ပြည်သူတွေပြီးတော့အသက်ရှင်ကျန်ရစ်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုတားဆီးပိတ်ပင်မှုတွေပေါ်ကုလသမဂ္ဂကပြင်းပြင်းထန်ထန်ဝေဖန်တုံ့ပြန်မှုတွေထွက်ပေါ်လာတာပါ လူသားချင်းစာနာမှုဆိုတော့ကျွန်တော်နိုင်ငံအတွင်းဒီမှာကင်းမဲ့နေရတာအတော်ကြာပါပြီကုလခင်ဗျာကျွန်တော်ကတော့ဒီလိုလေးပဲပြောချင်ပါတယ်ငလီဖေးတဲ့အချိန်ဒီခုဆိုရင် မိုးတွေပါရွာနေတဲ့အချိန်ဆိုတော့ဒီအချိန်တွေမှာကျွန်တော်တို့ပြန်လဲထူထောင်ရေးဆိုတဲ့အတန်လုံးဝမကြားရသေးဘူးကျွန်တော်တို့ပြည်သူအတွက် လုံခြုံဘေးကင်းစိတ်ချရပြီဆိုတဲ့တည်မျိုးလဲကျွန်တော်တို့မကြရသေးပါဘူးခင်ဗျာလက်ရှိအခြေအနေရောကျွန်တော်တို့ငလင်စပြီးတော့လှုပ်ခတ်တဲ့အခြေအနေအထိကျွန်တော်ပြည်သူချင်းချင်းကူညီမဲ့အစီအစဉ်တွေတောင်မှတားဆီးပိတ်ပင်မှုတွေဖန်စီခံနေရစေအခြေအနေတွေနဲ့ကျွန်တော်တို့ပြည်သူတွေကခံစားနေရစေဆိုတာ ကျွန်တော်နိုင်ငံသားကျွန်တော်ပြည်သူတွေပို့ပြီးတော့သိပါတယ်ဒါကိုလည်းပဲကုလသမဂ္ဂကသူတို့တွေတွေ့ပါတယ်သူတို့လည်းသိပါတယ်ဆိုတော့ဒါကြောင့်လည်းပဲဒီညာချက်ကိုထပ်ပေါ်လာတာဖြစ်တယ်ဟုတ်ပြီကုလသမဂ္ဂကလူခွင့်ရေးဆိုင်ရာမှာမင်းကြီးကလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးမှုတွေပြီးတော့ကျွန်တော်တာစီပိတ်ပင်မှုတွေကိုဒါဖေရှားပေးဖို့ ਨੇ စည်ရေးဆိုင်ရာ စစ်စင်ရေးတွေကိုအမြန်ဆုံးရတန်းဖို့ကြီးညာထားပါတယ်နောက်တစ်ခါကုလပြောခွင့်ရသူကလည်းပဲမြန်မာစစ်တပ်ဟာငလင်ကာလအတွင်းမှာတိုက်ခိုက်မှုအကြိမ်ကြီး120ကျော်ရှိခဲ့ကြောင်းထပ်ဝက်ကျော်ဟာအပြည့်အခက်ရစဲရေးကြီးညာတဲ့ April 2ရက်နေ့ပြီးတဲ့နောက်ပိုင်းမှာတိုက်ခိုက်မှုကြီးဖြစ်ခဲ့အကြောင်းကို ြောဆိုထုတ်ပြန်ခဲ့ပါတယ်။ကျောင်းနိုင်ငံသားတွေဒီချက်ပို့ပြီးတော့ခံရပါတယ်။ယနေ့ကျွန်တော်သတင်းပြောနေတဲ့ April 12ရက်နေ့အထိဘုံကျဲတက်ခိုင်းမှု ခံရစေ။သူတို့စီရောက်တဲ့အချက်လက်နဲ့သူတို့စီရောက်တဲ့အချိန်အရေးပြီးတော့သူတို့စီရောက်တဲ့လူဦးရေဟာအနည်းငယ်မျှသောစရင်ပဲဖြစ်ပါလိမ့်မယ်ဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့မိဘတွေပို့ပြီးတော့ သိပါတယ်ဟုတ်ပြီအဲ့ဒီသူတို့တွေညာပြီးတော့အကျမ်းဖတ်ဘုံကျဲတိုက်ခိုက်မှုတွေအများစုကိုလိလာလိုက်တဲ့အချိန်မှာလီချောင်းကဘုံကျဲမှုတွေနဲ့လက်လက်ကြီးနဲ့ပြတ်ခတ်တိုက်ခိုက်မှုအချိန်ကြီးအများဆုံးဖြစ်တဲ့အကြောင်းကိုလေကုလမှာအချက်လက်နဲ့တကွာထုတ်ဖော်ပြောဆိုထားပါတယ် ဟုတ်ပြီဒါကတော့ကုလသမဂ္ဂရဲ့ထုတ်ပြန်ကြေညာချက်အဲ့ဒီမှာထူကြတာတွေဟာ2021ကျွန်တော်တို့ပြည်သူအစိုးရပြီးတော့ကျွန်တော်တို့ပြည်သူစီကအာဏာသိမ်းခဲ့စဉ်ကတည်းကအဲ့ဒီအချိန်မှာဖန်စီချုပ်နှောင်ခံထားရတဲ့ဒူတွေအကုန်လုံးကိုပြန်လွှတ်ပေးဖို့နံပါတ်1ဦးစားပေးတောင်းဆိုထားတာ နမနှစ်တောင်းဆိုထားကတော့ကျွန်တော်ကယ်ဆယ်ရေးတွေကိုတာစီပိတ်ပင်နာတွေကိုရက်တန့်ဖို့နဲ့လက်ရှိစစ်ဘက်ဆိုင်ရာစစ်စင်ရေးတွေအားလုံးကိုရက်တန့်ဖို့ထုတ်ပြန်ကြေညာချက်မှာအချက်၃ချက်တွေ့ရမှာဖြစ်တယ်ဆိုတော့ကျွန်မိပါရီကျွန်တော်တို့ကသတင်းတင်ဆက်နေတဲ့ပုံစံထက်ကျွန်တော်မိသားစုဝင်တွေစကားပြောဆွေးနွေးတိုင်းမင်းနေကြပုံစံလေးပဲတွားနေတာပါ ဆိုတော့မေဟိုတော်ဆန်းစွတ်ကြည့်ဘူးလေကျွန်တော်တို့အားလုံးကညင်ချင်နေပြီပြီးတော့တော်ဆန်းစွတ်ကြည့်ဘာပြောမလဲဆိုတာကိုလေကျွန်တော်တို့သူ့ရဲ့အတန်ကိုကြားချင်နေပြီဒါကကျွန်တော်တို့ line ပြီးလုံးရဲ့ဆန္ဒဖြစ်တယ်လို့တကွာလုံးမှာရှိတဲ့ဓမ္မဘတ်တော်သားတွေရဲ့ဆန္ဒဖြစ်တယ်ဒီဆန္ဒကိုအခုကုလသမဂ္ဂအဖွဲ့အစည်းကလူငယ်ချမ်းသာခွင့် မေအိုအတွက်ကြီးညာချက်ထုတ်ပြန်ကြီးညာလိုက်ပါတယ်အဲ့ဒီလူငယ်ချမ်းသာခွင့်မှာတမနာဥဝင်းမြေအပါအဝင်ကျွန်တော်တို့ပြည်သူအစိုးရတစ်ချက်လုံးပြန်လဲလွတ်ပေးဖို့တော့စုထုတ်ပြန်ထားတာပါဒါကိုရက်ကပူပြီးတော့ညံရီမမီတဲ့ မလာအုပ်စုလက်ခံပါမလားဒါကိုလိုက်နာပါမလားဒေါသစွတ်ကြည့်ကိုသူအရန်ကြောက်တယ်ဘာကြောင့်ကြောက်တာလဲကျွန်တော်ပြည်သူလူထုရဲ့ထောက်ခံမှုအကြီးအကျယ်ရထားတဲ့မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့တူရီသောသူခင်ဗျာခဏလေးပဲဒီမိုကရေစီဆိုတဲ့အနက် အရာဒါလေးနဲငယ်လေးပဲတိတ်ရလိုက်တဲ့ကျွန်တော်တို့လူငယ်တွေကအခုຫນွေဦးတော်လှန်ရေးရဲ့သူရဲ့ကောင်းနေຫນွေဦးတော်လှန်ရေးရဲ့ကျွန်တော်တို့အပြည့်သူတွေယုံကြည်အားကိုစိတ်ချရတဲ့ကာကွယ်ရေးရဲဘော်တွေဖြစ်မမမမယက်တီနိုင်ရဲ့ဆိုတော့ဒီအခင်းချင်းမှာ ကျွန်တော်ပြည်သူအားလုံးရဲ့ဆန္ဒလဲဖြစ်ဟိုကုလသမဂ္ဂရဲ့ထုတ်ပြန်ကြေညာချက်အရာဟိုဘကကောင်းွေလိုက်နာမလားမလိုက်နာဘူးလားဆိုတာကိုကျွန်တော်တို့ကသိနေတယ်ဟုတ်တယ်နော်ကျွန်တော်မြင်ပါဒီကောင်နေတော်ဆန်းစွကြည့်ကိုလှုပ်ပေးမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တခုပြောနိုင်တာကအခုအချိန်ထိတော်ဆန်းစွကြည့်ကိုဖန်စီထိမ့်သိမ်းထားလို့လေသူတို့အတွက် အကျိုးမရှိဘူးဒါပေမဲ့မာလာအုပ်စုပို့ပြီးတော့အကျိုးမဲ့စေမဲ့ကိစ္စကတကယ်လို့အချင်းချခံနေရစေအမေကိုတောင်းဆန်းစွတ်ကြည့်ထောင်ထဲမှာတခုခုဖြစ်သွားလို့ကတော့နေပြီးတော့ပြာပုံဖြစ်ပြီးလို့တာမှတ်လိုက်တော့ကျွန်တော်တို့က နိုင်ငံအတွင်းမှာလက်ရှိဖြစ်ပျက်နေတဲ့အာဏာရှင်အုပ်စုတွေနှစ်ပေါင်းများစွာဒါချိုးကန်ချက်လက်မှုတွေတုံ့ပြန်နေရတဲ့တော်လှန်ရေးပွဲမှာဘိုင်ဒန်တခုလေကျွန်တော်တို့ကတော်လှန်ရေးမှာအသုံးပြုလို့မရဘူးဆိုတာကျွန်တော်လူငယ်တွေကောင်းကောင်းသိတယ်ဒါဟာဒိုင်းနေပြီးလို့လွတ်မြောက်ဖို့အတွက်ကြိုးစားနေတာအဲ့ဒီလွတ်မြောက်ဖို့အတွက်ကြိုးစားနေတဲ့နေရာမှာကျွန်တော်တို့အချင်းချခံရရတာမေဟိုတောင်ဆန်းစွတ်ကြည်ဟာလေထိတ်ဆုံးပါကျွန်တော်တို့ ်ကဲထုတ်ပေးရမယ့်အတော်ဝင်ကျွန်တော်လူငယ်အတိအသင့်တည်တယ်ဖြစ်နိုင်ရင်ဘသူရဲ့ကြင်ညာချက်မှမဟုတ်ဘဲနဲ့ဘသူရဲ့တောင်းဆိုချက်မှမပါဘဲနဲ့အမေတို့တောင်းဆန်းစွတ်ကြည့်ကိုကျွန်တော်တို့ရဲ့လူငယ်တွေလက်နဲ့ပဲထောင်ထဲကတွဲထုတ်ခေါ်ချင်တာထို့တူပဲထောင်သီးသီးမှာနီမျိုးစုံနဲ့တင်းအာရမ ထောင်ချခံထားရတဲ့ကျွန်တော်တို့ရဲ့လူငယ်တွေကျွန်တော်တို့ရဲ့မိသားစုဝင်တွေအကုန်လုံးကိုကျွန်တော်တို့လက်နေပဲကျွန်တော်တို့ကယ်ထုတ်ပေးခြင်းတာဒါကလည်းဖြစ်လာမှာပါကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီပဲဖြစ်ဖြစ်ကုလသမဂ္ဂရဲ့ဖွဲ့စည်းတရက်လုံးကပဲဖြစ်ဖြစ်အခုမာမင်းကြီးကို၌ထုတ်ပြန်လာတဲ့ကြေညာချက်မာလာမင်းအောင်လှိုင်တဲ့ ကြမ်းဖက်ကောင်တွေလိုက်နာရင်လည်းပဲကျွန်တော်တို့ဖြီသူလူလူနဲ့တရက်လုံးနဲ့ပူပေါင်းပြီးတော့ကျွန်တော်တို့ရဲ့အမေတို့တောင်းဆဆုတ်ကြည့်နေကျွန်တော်တို့ရဲ့သမရာကြီးကိုကျွန်တော်တို့ရဲ့လက်နဲ့ပဲကျွန်တော်တို့ကဲထုတ်ဒါကျွန်တော်တို့ရဲဘော်တွေရဲ့ဆန္ဒဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကိုထပ်ပြီးတော့ကြည့်ရမှာကအမေကျူလို့ခေါ်ရင်တဲ့လိုချင်တာအကုန်လုံးရတယ် ဆိုတော့ဒီမှာလည်းမိကုံးလေးရှိရဲ့ဗျအမေကျူဆိုတာဘာတူလဲအာမိဦးဒေါမ်ဆန်းစွတ်ကြည်နဲ့ရှင်ပြန်ကျင်နေတဲ့သူတွေအများကြီးရှိတယ်။နီးမျိုးစုံနဲ့ရှင်ပြန်နေစေသူတွေလည်းအများကြီးရှိခဲ့တယ် ီသူလူတို့တစ်ရက်လုံးရဲ့နှလုံးသားကိုဆွဲခိုင်လှုပ်ခဲ့သူလူတို့ခေါင်းဆောင်ဒေါန်ဆန်းစုကြည်နဲ့ဂျင်းမောင်ဖန်နိုင်မဲ့သူမျိုးဒီနေ့အချိန်ထိမြန်မာနိုင်ငံမှာမမွေးသေးဘူးဒါပေမဲ့လည်းပဲဂျင်းမောင်တန်းဖို့သူတို့တွေနှီးမျိုးစုံနဲ့ကြိုးစားနေတယ်ပရိုက်တာလုပ်နေတဲ့အဖွဲ့တွေထဲမှာလည်းရှိတယ် ကျွန်တော်အမိဘက်မပြောသေးဘူးနော်အမိတက်ပြောလိုက်ရင်အတင်းဖြစ်သွားမယ်နော်ကျွန်တော်မိဘတွေသိပါတယ်ပြီးတော့အခုပိုဆိုးတာကသူ့အမိကျူလို့ခေါ်ရင်လက်ညှိုးညွန်ရရည်ဖြစ်ပါတယ်လေဗျာအမိကျူလို့ပဲတခုံးခေါ်လုပ်ငန်းမှန်တယ်ဗျာလုပ်ပိုင်ခွင့်ပေးတယ်အမိကျူလို့ပဲတခုံးခေါ်သူ့ရဲ့တမီး ကိုပါအလကားပေးဖို့အစင်သင်ရှိခဲ့တာလေဆိုတော့သူသမီးကစောစောစစ်စစ်လင်ရသွားလို့မဟုတ်ရင်သူသမီးတော်မှာအလကားပေးမယ်အခြေအနေမျိုးအထိရှိခဲ့တယ်လို့ကျွန်တော်တို့သိထားရပါတယ်ဟုတ်ပြီအဲ့ဒီအမေကျူလို့ခေါ်ခံခြင်းနေတဲ့သူကတော့မာအာလာမင်းအောင်ဖန်ရဲ့မိမတောက်ခေါ် จูจูหละရခိုင်သူကရခိုင်ကိုမပြန်ရဲတဲ့ရခိုင်ရမ်းပြီจูจูหละဖြစ်ပါတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ရှောင်းရဲ့မိဘပြည်သူတွေကိုရဲဘော်ရဲဘက်ညီကိုတွေကိုကျွန်တော်အသေးစိတ်တင်ပြပေးဖို့လဲရှိပါတယ်ဟုတ်ပြီအရှိမကျွန်တော်တင်ပြခဲ့တဲ့ကုလသမဂ္ဂကလူချင်းချမ်းသာဖွင့်ပေးဖို့ ਨੇ ကျောင်းနိုင်ငံတိုင်းနိုင်ငံလုံးမှာအပြစ်ခတ် ရစဲရေးကိုကျညာချက်ထုတ်ပြန်ထားတဲ့နောက်ပိုင်းတွေမှာအချိန်ရေပေါင်း120ကျော်၄ကျော်လက်နက်ကြီးနဲ့ပြက်ခတ်မှုတွေရှိခဲ့ပါတယ်ဆိုတာကိုလည်းမင်းအောင်လှိုင်းညင်းလို့မင်းအောင်ခုတောင်ကြီးမြို့ရွှေဖုံးပွင့်စီရီရောမှာဖျားချစ်တင်နေပါတယ်မာလာနဲ့တမိသားစုလုံးတွားပြီးတော့ထိတင်နေတယ် ဆိုတော့ဒိုင်းနီမီလုံးပွက်လောရှိုက်နေတဲ့အချိန်မှာဒိုင်းနီမီလုံးဒုက္ခရောက်နေတဲ့အချိန်မှာဖျားထီးတင်မပြတ်ပွဲတက်မပြတ်ဒီလိုအချိန်နေမျိုးမှာတစ်ဖက်ရက်ကွက်သူတို့ရက်ကွက်သူရက်ကွက်သားအချင်းချင်းပြန်ပြီးတော့ကဲရဲ့ရှုံချနေတယ်ကျွန်တော်တို့ပြောစရာမလိုပါဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့အဲ့ဒီ တောင်ကြီးမျိုးရွှေဖုံးပွင့်စီရီတော်ဖျားဒါထင်းထင်းနဲ့ကိစ္စမှာအကျံဖတ်ခေါင်းဆောင်မအလကရေကြနှစ်မျိုးသွားလုတ်တယ်လို့သိထားရပါတယ်ပရမတိရေကြကစကိုင်းငင်လင်မှသည်နေပြည်တော်အထိဖို့ဖို့ညံ့ညက်ကြည်သွားအောင်ပျက်စီးဆုံးရှုံးခဲ့တဲ့အခြေအနေတွေနဲ့သူ့ရန်ကိုစိုးရင်ထိရနေတယ် အားလုံးရတရားအသေးတန်ပြည့်ချီလာနေပြည်တော်ကြီးကြည်တော်မှာနေပြည်တော်ကြီးကောက်ွယ်တော်မှာနေပြည်တော်ဟာကျိန်စာသိနေမြေဖြစ်တော်မှာမအားလာသိနေပြီကျွန်တော်ရင်မိပါတယ်ဟုတ်ပြီနောက်တစ်ချက်အဲ့ဒီချက်ကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်သူမိသားစုတွေရဲ့အသက်အန္တရာယ်အတွက်ရကြသွားချေပါလ ။ဒါကြောင့်လည်းပဲတောင်ကြီးမျိုးရွှေဖုံးခွင့်စီဒီတော်ထီးတင်ပွဲကိုတမိသားစုလို့သွားတယ်။ကဲကျွန်တော်ရှိမှတခါပြောခဲ့မှုတယ်။နေပြီးတော့ငလေးလှုပ်တဲ့အချိန်မှာသူ့ရဲ့စစ်ရဟတ်ရင်ကိုတုံးပြီးတော့အထူးလေရင်နဲ့သူ့သားသမီးတွေသူ့မိသားစုတွေအကုန်လုံးကိုရန်ကုန်ကိုအလင်းအမြင်ပြောင်းရွှေ့ပေးလိုက်တယ်။နေပြီးတော့မှရှိတဲ့ပြည်သူတွေတော့သိရင်သိသိတာတော့မှ သတင်းထုတ်ပြန်ခွင့်မရတဲ့အခြေအနေ။နေပြည်တော်မှာရှိတဲ့နန်းနန်းတွေရဲ့ဘွာအခုလမ်းဘေးမှာတောင်းစားနေရတဲ့အခြေအနေအများကြီးတွေ့နေရပါတယ်။သူတို့တွေဘလောက်ပဲလိမ့်နေအပုံနံကတော့ထွက်လာတာပဲ။ဟုတ်ပြီ။ဒီလိုအခြေအနေတွေမှာတစ်ဖက်မှာရကြာသွားချီနေတယ်ဖျားထိတင်နေတယ်တစ်ဖက်မှာလေချောင်းကနေပြီးတော့ဘုံကျဲပြီးတော့ ယဟန်တန်ဃာတွေနဲ့ပြီးတော့တကြံဥပုံစောင့်နေတဲ့သူတွေကိုပါတေစီလောက်အောင်ရဆက်ရုံမှာမူပြောပြလို့မကုံနိုင် မခမ်းနိုင်ကြွရင်ပြပါအယံလဲအအောဖို့ကောင်းဟုတ်ပြီဒီပန်းကြီးမျိုးတစ်ခတ်ကျွေးရဖုံကြီးเจ้าကိုယနေ့ April 12ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲမှုအတွင်းမှာတန်ဃာတော်တွေ့ တည်ဆုံးခဲ့ရတယ်။ဒါအပြင်တကြံဥပုပ်စောင့်ဖို့အတွက်ရောက်လာတယ်။ကျွန်တော်တို့ရဲ့ဥပုပ်တယ်တွေ့လဲတည်ဆုံးခဲ့ရပါတယ်။ဒါကရှင်းနေပါပြီ။တစ်ကမ္ဘာလုံးကလည်းသိတယ်။ရောက်တဲ့နိုင်ငံလုံးကလည်းသိတယ်။ဒါကြောင့်လည်းသူတို့ရဲ့ထုတ်ပြန်ကြေညာချက်ဟာခရိုင်ရိုင်းပြောရမယ်ဆိုရင်တော့ ခွေးပြောခွေးပဲယုံပါတယ်ဟုတ်ပြီဒီလိုမျိုးဒီနေ့လိုချက်မျိုးဟာလည်းပဲတကူးလာပြင်းနေဖြစ်ပါတယ်ဒီလိုလာပြင်းနေလို့နေ့ရက်မျိုးအခါကြီးလို့ရက်မျိုးကိုကျွန်တော်ရဲ့မိဘပြည်သူတွေအရန်ကိုထုတ်မြန်ထားကြတယ်ဗုဒ္ဓဘာသာဝင်တွေအများစုဆိုတော့ဗုဒ္ဓဘာသာဝင်တွေဟာအကြံကာလမရောက်ခင်ကလေးကကျွန်တော်တို့ဥပုပ်စောင့်နေ လေအကျင့်တွေနဲ့အတူဘုံကြီးကျောင်းတွေမှာတွားလျှောက်ပြီးတော့နေထိုင်ကြတာရှိတယ်။ဝေယဝိသလုတ်တည်တော်လကောဥပဝင်လို့တော်လကောအခြားသောအလှူတန်းကိစ္စကြောဆောင်လကောဒီချိန်မှာတို့တွေကုသိုလ်ယူကြပါတယ်။ဆိုတော့ကျွန်တော်ဗုဒ္ဓဘာသာဝင်တွေကုသိုလ်ယူနေတဲ့အချိန်မှာဘုံကြီးကျောင်းတဲ့တဲ့ကိုဘုံချင်းမှုဒါဆိုရင်တော့ကျောင်းနိုင်ငံအတွင်းထဲမှာ ငြိမ်းချမ်းရေးရဖို့ပြီးတော့ကျွန်တော်နိုင်ငံအတွင်းထဲမှာလူငြိမ်းချမ်းသာခွင့်တွေရဖို့ကျောင်းနိုင်ငံအတွင်းထဲမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေရရှိဖို့ကျောင်းနိုင်ငံအတွင်းထဲမှာအခုလက်ရှိဖြစ်ပြနေတဲ့အရာအလုံးအတွက်အဓိကတရားခံဟာအချမ်းဖတ်ခေါင်းဆောင်အာနာယူမင်းအောင်လှိုင်တဲ့အုပ်စုကြောင့်ပါဖြစ်ပါတယ် ဆိုတော့ဘလူချီနေမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ပြည်သူလူထုနဲ့ကျွန်တော်တို့အတူတူရုန်းကန်နေရတဲ့ပွဲပါကျွန်တော်တို့လူငယ်တွေအနေနဲ့ကတော့ဘသူ့ကိုမှမမျော်လင့်ကဲဘူးဘသူ့ကိုမှလည်းကျွန်တော်တို့စောင့်မျှော်နေမှာမဟုတ်ဘူး။ဒါကြောင့်လည်းပဲနေဦးတော်လိုင်းရေးစတင်ခဲ့မှဒီယနေ့အချိန်ထိကျွန်တော်တို့ပြင်းထန်တဲ့စစ်စင်ရေးတွေကိုပူပေါင်းလှုပ်ဆောင်နေကြပါတယ်။ ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မိပါတယ်။ဘောကြောင့်တက်တက်မယ်လို့မျှော်လင့်ပါတယ်။မေဟိုတောင်ဆန်းစွတ်ချီနဲ့သမရဦးဝင်းမြင့်ပါဝင်ကျွန်တော်တို့ရဲ့ဓမ္မပတ်တော်သားညီကိုမောင်မမိသားစုအားလုံးကိုကျွန်တော်တို့ရဲ့လက်နဲ့ကျွန်တော်တို့ကဲတင်ဖို့ပဲစိတ်ဝင်စားပါကြောင်းတင်ပြရင်းနဲ့ဒီကနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါရစေ။နောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်စူးစမ်းပေးနေပါတယ်။ လက်နက်ပီးစစ်ပီးကပ်ပီးကြောက်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘတူးချင်းစီတိုင်းဖြစ်နေကင်းရှင်းပါတဲ့ကြောင့်လေးနက်နက်စတောင်းချင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလိုက်ပါ